ါတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပနေတဲ့ထိုင်းရိုးရာလိုက်ကထုပ်ပွဲတော်ပဲဖြစ်ပါတယ်။လိုက်ကထုပ်ပွဲတော်ကိုတော့နိုဝင်ဘာလ၄ရက်နေ့၅ရက်နေ့၆ရက်နေ့တွေမှာကျင်းပနေတာဖြစ်ပြီးတော့ဒီပွဲတော်ဟာဆိုရင်ကမ္ဘာလှည့်ခီးသွားတဲ့အစီအကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ Yeah, really good. It's very stimulating. Okay. It's really good. I'm going to say it's very stimulating. ။တန်ပေါင်းစုံတွေကြားနေရတယ်။ပြီးတော့မြစ်ဘေးမှာတိတ်ဆိတ်ငြိမ်သက်တဲ့အခြေအနေတွေကိုရှာတွေ့ပြီးလူတွေကမြစ်ထဲကိုစီမီးတွေညှို့လိုက်တာကိုမြင်ရတာအမတန်ကြည်နုဖို့ကောင်းပါရဲ့။ထိုင်းရင်ချင်းမှုမှာဆိုရင်လည်းအစားတောက်တွေကအကောင်းမွန်နေကောင်းဆုံးအစားအစာတွေကိုလည်းစားရတယ်။လူတိုင်းကအမတန်ဖော်ရည်ပြီးတော့ကြိုဆိုကြတယ်။ဒီလိုမျိုးနူနူထူထူကြိုဆိုခြင်းကကောင်းပါလား။ Welcome to the လိုက်ကထုံရဲ့အိဗယ်ကတော့လိုက်ကမျောချခြင်းကထုံစီမီထည့်ထားတဲ့ပန်းလို့အိဗယ်ရပြီးလိုက်ကထုံကတော့မီးဖောင်မျောပွဲလို့အိဗယ်ရပါတယ်လိုက်ကထုံပွဲကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်စူဂိုတိုက်ခေတတိယမြောက်မင်းဆက်ရမ်ခန်းဟိုင်ဘီရင်လက်ထက်မှာစတင် ကျင်းပခဲ့တာပါဒီနေ့လိုက်ကထုံပွဲတော်ကိုချစ်မိုက်မာနေကြတဲ့မြန်မာတိုင်းသားတွေနဲ့ချစ်မိုက်ကိုအလဲလာတဲ့မြန်မာခီးတော်တွေလည်းပါဝင်ဆင်နွှဲကြတာမြင်တွေ့ရပါတယ် အရင်ကတော့မရောက်ဘူးအခုကပထမဆုံးချိန်ရောက်ဘူးတော့ဗောအဲလာကထုံပွဲဆိုတော့အဲကြည့်ရတာဟိုစိတ်ချမ်းစိတ်လည်းချမ်းသာတယ်ဗောပျော်လည်းပျော်တယ်ဗောဟုတ်အဲဘယ်လိုပြောရမလဲအိမ်လည်းအရင်ပြောင်းခြင်းတယ်မြန်မာပြည်ကြီးကိုလည်းအရင်လွမ်းတယ်ဗောပြောချင်တာကတော့အဓိကကတော့မြန်မာပြည်ကိုအရင်ပြောင်းခြင်းတယ်ဟိုဒီမှာသူများနိုင်ငံမှာဆိုတော့ဟိုပျော်တော့ပျော်ပါတယ်သူများနိုင်ငံမှာဒါပေမဲ့ခုမြန်မာနိုင်ငံလောက်တော့မပျော်ဘူးဗောနေရမြန်မာပြည်ကိုအရင်ဒီလိုပွဲမျိုးတွေမြင်တော့အရင်ကခုမြန်မာပြည်မှာလည်းဒီလိုပွဲမျိုးတွေကအဲ့တော့နှစ်တိုင်း ကြုံနေကြဆိုတော့ဟိုအခုဒီလိုသူများနိုင်ငံမှာဒီလိုပွဲမျိုးတွေကြုံတော့ကိုမြန်မာနိုင်ငံမှာလည်းဒီလိုပွဲမျိုးတွေဖြစ်ဖြစ်ကျင်နေပေါ့မြန်မာနိုင်ငံလည်းမြန်မာငြိမ်းအေးမြန်မာမြန်မာနိုင်ငံကလည်းပို့ပြီးတော့ငြိမ်းချမ်းစေကျင်နေပေါ့အခုဖြစ်နေရဲ့ဟိုဟာတွေပါအကုန်လုံးပပျောက်ပြီးတော့မြန်မာပြည်ကြီးကိုလည်းမြန်မာဟိုဆူတောင်းပေးရတော့ဒီနေ့မှာတော့လာခတ်တော့ပွဲမတိုင်ခင်အော်တိုဘားလာ24ရက်နေ့ကထိုင်းမိပြားကြီးတီတီခင်နိုင်ရဆန်ခဲ့တာကြောင့်ထိုင်းမှာပျော်ပွဲရှင်ပွဲတွေခိတရရနာဖို့ ိုင်းပြည်သူတွေကြားသတင်းတွေထွက်ပေါက်ခဲ့ပါသေးတယ်။ဒါပေမဲ့ရိုးရရင်ချင်းမှုနဲ့ဘာသာရေးဆိုင်ရာပွဲတော်တွေကိုပိတ်ပင်ထားတာမရှိဘူးလို့ထိုင်းဝန်ကြီးကအတည်ပြုပြောခဲ့ပါတယ်။ we were very excited we went ကျမတို့အရင်စိတ်လို့ရပါတယ်ကျမတို့မနေ့ကလာနာမီပုံးပွဲကိုသွားခဲ့လေ အရန်အရန်ကိုလာပါတယ်ကျမတို့ကထိုင်းဝန်ဒီအချိန်တစ်ပတ်လာလေရဖြစ်တယ်ပေါ့နော်ဒီကဥရောပနဲ့မတူတဲ့ယဉ်ကျေးမှုတွေကိုကျမတို့မြင်တွေ့ရတယ်အာကျမရဲ့ပထမဆုံးဒါအာရှကိုလာလေတဲ့ခရီးစဉ်ဖြစ်ပါတယ်တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲအရင်တုန်းကကျတော့ကျမဒီလိုက်ကထုံနဲ့ပတ်သက်ပြီးတော့မသိဘူးလေအခုတော့မြင်ရတာအရန်စိတ်လှုပ်ရှားစရာကောင်းတယ်မြင်ရတာအကုန်လုံးအသက်ဆန်းတွေကြီးပဲလူတွေလည်းအများကြီးပဲအာအယောင်ဆုံးနဲ့မြင်ခွင့်တွေလည်းမြင်ရတယ်လူတွေကလည်းခင်မင်ဖော်ရကြပါတယ် sad a lot to see and nice people. ထိုင်းလူမျိုးတွေကမေပြားကြီးတိပိခက်ကိုအောင်မြင်ဝမ်းနည်းခြင်းအထိမ့်မှတ်နဲ့တောင်းလာတိတိအနက်ရဝစ်စားတွေကိုရွေးချယ်ဝေချဖို့ကိုလည်းတိုက်တွန်းပြောဆိုထားပါတယ်။ချင်းမိုင်မာနေတာကတော့တစ်နှစ်ကျော်ပြီပေါ့နော်။အဲလိုက်ကထုံကတော့ပထမဦးဆုံးဒါလာဘူးလား။အရင်နှစ်ကတော့လိုက်ကထုံပွဲမှာမရှိနေဘူးပေါ့နော်။လာဦးရောက်မီလို့ ာပြည်ကတော့တကယ်ပြောရရင်တော့တကယ်အရန်ကိုလွမ်းပါတယ်ပေါ့နော်ကိုယ့်ရဲ့နိုင်ငံမှာဒါနိုင်ငံရေးအခြေအနေကောင်းနေမယ်ဆိုလို့ရှိရင်ပေါ့နော်ညီမတို့နိုင်ငံပြည်ထက်ပို့ပြီးတော့ပြောပြကောင်းမယ်လို့လည်းယုံကြည်တယ်ပေါ့နော်ဟုတ်အဲ့တော့ညီမနိုင်ငံကတော့တကယ်လွမ်းပါတယ်ဟုတ်ပြီးတော့ဒီအခြေအနေဖြစ်နေတဲ့အတွက်လည်းတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်အဲအဲ့တော့ကိုယ့်နိုင်ငံကိုလည်းဒီလိုမျိုး tourism လို့မျိုး လာစီရှင်နေပေါ့နော်အများကြီးလာစီရှင်နေဟောမြန်မာနိုင်ငံမှာလည်းလိုလာတဲ့နေရာတွေအများကြီးအများကြီးရှိရယ်ပေါ့နော်အဲ့တော့ဗာရတီကိုနိုင်ငံကိုလည်းလူမျိုးခုမျိုးတိုးတက်စေချင်ပါတယ်မနက်ကမှလည်းတစောင်းတိုင်းကာလာဖြစ်တာကြောင့်ရန်ကုန်အပါဝင်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာတစောင်းတိုင်းဖျားပွဲတော်တွေကိုကျင်းပနေတာတွေ့ရပါတယ်။ဒါပေမဲ့အာဏာမသိရင်ကာလာနဲ့ကိုဗစ်မတိုင်ခင်ကာလာကလို့ ။တစားနိုင်ပေါ်တော်တွေကိုစီစီကားကမကျင်းပနိုင်တာ၅နှစ်နီးပါးရှိပြီဆိုပေမဲ့ဒီနှစ်မှာတော့ပြီးခဲ့တဲ့နှစ်တည်းကအထက်ပိုပြီးစီကားလာတာကိုလည်းတွေ့ရပါတယ်။နိုင်ငံရဲ့နေရာတော်တော်များများမှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်ဆောင်နေပေမဲ့တစ်ဖက်မှာလည်းတိုင်းပြည်အေဂျင့်တွေတံဝါရဖြန့်ဖို့အတွက်တောင်ကြီးတစားနိုင်အပါအဝင်ရန်ကုန်မန္တလေးနဲ့ပြည်တော်စရဲမြို့တွေမှာတစားနိုင်ပေါ်တော်တွေကိုကျင်းပနေပါတယ်ခင်ဗျာ။ကျွန်တော်ကတော့စွဲသစ်ပါ